ီနေ့ကတော့အတင်ချာအဲ chapter 5ကိုအကြံမြင့်လေးပြောပြအကြံမြင့်ဆိုတာအထက်အစပိုင်းလေးပေါ့နော်ကြည်ပြီးတလောင်းလေးပြောပြသူကဒီကန်ကဘာမှ tree ထူးထူးမဟုတ်ဘူးသူကအဲလို့ပြောမလဲ probability ဟိုမှာဆိုရင်တော့အရင်တော့စနစ်ဟောင်းမှာဆိုရင်10တန်းမှာဆိုရင်သူက chapter 7 probability လို့မျိုးပဲ probability ဆိုတာဘယ်လိုမျိုးလဲဆိုရင် သူကသူ့မှာရေးကြည့်တာကအဲ number of favorite outcome number of possible outcome အေးဟာအေးဟာတွားတာအေးဟာကိုအဲ့ဒါနောက်နေ့ကြာလို့ရှိရင်အသေးသေးလေးပြန်ပြန်ဟောလောက်ပြန်မယ်အခုဒီဟာမှာရှိတာကနှစ်ခုနှစ်ခုရှိတယ်သူက permutation ရယ် combination ရယ်ဆိုတာနှစ်ခုရှိပါအဲ့ permutation ကကြာတော့သူကမှတ်ထားရမှာအဓိကအချက်က permutation ဆိုတာ arrangement ပါ permutation က arrangement နဲ့ဆိုင်တယ်သူကအစီအစဉ်အတိုင်း အစီအစဉ်အတိုင်းဟိုဘယ်လိုပြောမလဲထွက်ချင်လို့ရှင်ပါမြူတီရှင်းနဲ့တောင်းတာ combination ကြတော့ selection ကိုကလိုချင်တဲ့ဟာကို select လုပ်လိုက်တဲ့ဟာအဲ့လိုမျိုးကို permutation နဲ့တောင်းတာအဲ့လေအရင်မှတ်ထားရနော်ဒီနေ့အဲဘယ်လိုပြောအပိုင်းတက်တနေ့ကိုတကြောင်မမှတ်ခိုင်းပါအပိုင်းတက် permutation ရယ် combination permutation ဆိုတာ arrangement combination ဆိုတာ selection အဲ့ဒါပဲ ทีนี้วิตาเฉยวิตาเฉยมีนาฬิกานนาะวิตาเฉยปัสกาวตัวสาวเยอะปะปัสกาวตัวสอนเองกูจะอินเนสอนเองรู้ว่ามีเชียวเลี้ยวไปเียตับลาลาเลยนั่นมันเนี่ยจอมาจ้ะจะแม่งอูใส่ปะสปีนนี่้มันตกมาแน่ bông này lẽ chú ý quyền sao bạn nhé